F16 တိုင်းပြည်ရင်တွေဝယ်ယူမိအစီအစဉ်ဟာဘယ်နိုင်ငံကမှရန်လိုတဲ့သဘောမဟုတ်ဘူးလို့ဖိလစ်ပိုင်ပြောအမေရိကန်စီကနေ F16 တိုင်းပြည်ရင်တွေဝယ်ယူဖို့အစီအစဉ်နေတာဟာဘယ်နိုင်ငံကမှရန်လိုချင်းချောက်တဲ့သဘောမျိုးမဟုတ်ဘူးလို့ဖိလစ်ပိုင်လုံခြုံရေးထိုက်တန်အရာရှိသူကပြောကြားခဲ့ပါတယ်တောင်တယောက်ပင်လေရေးပိုင်းနဲ့ငင်းဖွားမှုကိုအကြောင်းပြုပြီးတော့ဖိလစ်ပိုင်နဲ့ဆက်ဆံရေးတင်းမာမှုတချို့ရှိနေတဲ့တရုတ်ကိုရည်ရွယ်ပြီးဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရ အရာရှိဂျိုနသန်မာလာယာကအခုလိုအမတ်ခံခဲ့တာဖြစ်ပါတယ် F16 တိုက်လေယာဉ်တွေကိုဝယ်ယူဖို့စီစဉ်နေတာဟာဖိလစ်ပိုင်အနေနဲ့စစ်တပ်ကိုအစိမ့်မြင့်မုံမံဖို့အတွက်သာဖြစ်ပြီးတခြားနိုင်ငံတခုခုကိုရန်လိုတဲ့သဘောမရှိဘူးလို့မာလာယာကပြောပါတယ်။အခုသတင်းပတ်အစောပိုင်းမှာအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီကအမေရိကန်ဒေါ်လာ9.58ဘီလီယံတန်ဖိုးရှိတဲ့ F16 တိုင်းလေရဲ့အစီ20ကိုဖိလစ်ပိုင်စင် ရောင်းချရေးကိစ္စဆွေးနွေးမှုတွေသဘောတူခဲ့ကြောင်းပြောကြားခဲ့ပြီးနောက်ဖိလစ်ပိုင်ဘက်ကအခုလိုဖြေရှင်းခဲ့တာပါ။အမေရိကန်ကတော့နည်းပညာပိုင်းအဆင့်မြင့်တင်ထားတဲ့ F16 တွေဟာနိုင်ငံရေးလုံခြုံရေးကိုကာကွယ်ဆောက်ရှောက်ဖို့တနက်ကိုင်တပ်ဖွဲ့တွေကြားကစစ်စင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်အင်ကိုမြှင့်တင်မှုအများကြီးအထောက်အပံ့ဖြစ်လာစေမယ်လို့အမှတ်ချက်ပေးခဲ့ပါတယ်။ မာလာယာကတော့တိုင်းလေရင်တွေအယောင်ဝယ်ကိစ္စအတွက်အမေရိကန်ကခွေပြုတ်ကြောင်းဖိလစ်ပိုင်စီတရားဝင်အကြောင်းကြားမှုမရှိသေးဘူးလို့ဆိုပါတယ်။ AP 2ရဲ့နေတော့ကတော့တရုတ်က F16 where you make case နဲ့ပတ်သက်ပြီးဖိလစ်ပိုင်ကိုထရစ်ပေးခဲ့တယ်လို့အဲ့ဒီကိစ္စဟာတရုတ်နဲ့ဒေသတွင်ငင်းငယ်ရေးကဏ္ဍအတွက်ချင်းချောင်းမှုတစ်ခုအဖြစ်ယူဆကြောင်းပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်အရအရာရှင်ကောင်ဂျီကုံက ဖွလပိုင်းကတခြားနိုင်ငံတွေနဲ့ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုင်းဟာနောက်ထပ်နိုင်ငံတစ်ခုရဲ့အကျိုးစီးပွားအပေါ်ထိခိုက်မှုချင်းချမှုဖြစ်အောင်ဒေသအတွင်းငြိမ်းချမ်းရေးနဲ့လုံခြုံရေးအပေါ်ထိပါမှုမရှိအောင်ဒေသတွင်းတင်းမာမှုတွေကို ပိုဆုံးလာအောင်ထိန်းသိမ်းလုံဆောင်ဖို့လိုကြောင်းတရေပေးခဲ့ပါတယ်။ တယောက်ဟာတောင်တယောက်ပင်လယ်ရေပိုင်းနဲ့ကိစ္စနဲ့ပတ်သက်လို့ဖိလစ်ပိုင်တမကပဲရုံးလာအင်ဒိုနီးရှားမလေးရှားဗီယက်နမ်စသည့်နိုင်ငံတွေနဲ့လည်းအငင်းဖွားမှုတွေရှိနေပါတယ်